2024ခုနှစ်အမေရိကန်ရွေးကောက်ပွဲအကြိုကာလမှာမိမိကိုပုတ်ခတ်ပြီးခုံဒီညှိနှွမ်းအောင်လုပ်ခဲ့တယ်ဆိုတဲ့ဆွဆဲခြင်းနဲ့အထင်ကြီးအမေရိကန်သတင်းစာ New York Times ကိုသမ္မတထရန့်ကတရားစွဲဆိုလိုက်ပါတယ်။စီးပွားရေးလူမှုရေးနိုင်ငံရေးတိုက်ခါထိပါစီမှုနဲ့ New York Times သတင်းကုမ္ပဏီနဲ့ Channel ၄ဦးတို့ကိုဖလော်ရီဒါပြည်နယ်ခရိုင်တရားရုံးမှာဥတိုက်လျှောက်ထားခဲ့တာဖြစ်ပြီးမျက်နှာကြီးဒေါ်လာ15ဘီလီယံတောင်းထုတ်ထားတာဖြစ်ပါတယ်။ တလထရာ CBS ရုပ်သံကိုလည်းတရားစွဲဆိုခဲ့ပြီးခုနှစ်ဇူလိုင်လကပဲနင်နာဂျီဒေါ်လာ16တန်းနဲ့အမှုကိုကြေရခဲ့ပါတယ်။ဂျမန်နစ်က EVC သတင်းဌာနကိုတရားစွဲဆိုခဲ့တဲ့အမှုမှာလည်းနင်နာဂျီဒေါ်လာ15တန်းနဲ့အမှုကိုကြေအေးခဲ့ပါတယ်။တမရထရာယခုနှစ်ဇူလိုင်လထဲမှာပဲနောက်ထပ်အမေရိကန်သတင်းစာတစ်ဆောင်ဖြစ်တဲ့ Wall Street Journal ကိုတရားစွဲဆိုခဲ့ပြီးနင်နာဂျီဒေါ်လာ15ဘီလီယံတောင်းခံထားကြောင်းသိရပါတယ်။ New York Times သတင်းစာဟာအမေရိကန်မှာရောင်းအားကောင်းဆုံးနဲ့ဆောင်ရည်အများဆုံးသတင်းစာဖြစ်တယ်လို့လည်းသိရပါတယ်။